အားလုံးပဲမင်္ဂလာပါ KTA Crochet YouTube Channel နဲ့ Facebook Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီခေါက်မှာတော့ဒီနွားရုပ်တော့ချိတ်လေးကိုထိုးပြပေးမယ်နော်ဒီရုပ်လေးမှာဆိုရင်တော့ခြေကတော့ make cotton ငါးပလိုင်းကိုတုံးပြီးတော့ထိုးထားပါရနော်အယောင်လေးကတော့ပန်းအောင်လေးလို့မယ်ဝူးချိုလေးလုပ်ဖို့အတွက်အညိုရောင်လေးလို့မယ်ပြီးရင်တော့ဒီလိုအမဲလေးလို့မှာပေါ့နော်ဒီရုပ်လေးကိုတော့ SI 2.5 mm ကိုတုံးပြီးတော့ထိုးထားပါရနော် အယုတ်ထိုးမှဖြစ်တဲ့အတွက်ဆီလီကွန်လေးလိုမယ်အယုတ်မျက်လုံးလေးကကြတော့8မီလီမီတာ size ကိုတုံထားပါတယ်เนาะဒါဆိုရင်တော့ဒီအယုတ်လေးစပြီးတော့ထိုးကြည့်အောင်เนาะဒီအယုတ်လေးထိုးတဲ့အခါမှာဒီကိုတဲ့ထိုးနည်းကိုတော့မထိုးပြတော့ဘူးเนาะအရင်ကဖားယုတ်ကီချိန်လေးထိုးပြဖူးတာပေါ့เนาะအဲ့ဒီထိုးနည်းကိုဒီအပေါ်နားလေးမှာလင့်လေးချထားပေးမယ်เนาะအဲ့ဒီထိုးနည်းတဲကနေပြီးတော့ဒီကိုတဲ့လေးကို အဖြူရောင်လေးနဲ့ထိုးထားပေးပါเนาะ ဒါဆိုရင်တော့အရင်ဆုံးနှက်ခမ်းလေးကိုစထိုးမယ်။ဒီနေရာမှာက slim knot တစ်ခါလုပ်မယ်။ chain ခုနှစ်ခါထိုးမယ်နော်။3 4 5 6 6ချိန်ခုနှစ်ခါထိုးပြီးသွားပြီဆိုရင်ဒုတိယအပေါက်ကနေပြီးတော့တိုင်တူလေးတွေစထိုးသွားမယ်။တတိုင်း၅တိုင်းပြည့်အောင်ထိုးမယ်နော်။၂တိုင်း ต tồn đ ạ ย lịa đại ง g ã đại n g ด้ายพี่บีส่วนน้าส่งดับเบิลปูนี่เลยเอริอับเบิลเท มาจาโร่ W บ่เนาะดับเบิลเทโก้ตรงด้ายทเมเจเนี่ยตรง သုံးနိုင်ပြည့်ပြီဆိုရင်ဒီလိုကားငယ်ခွေလေးခွေသွားမယ်နောက်တစ်ပေါက်ကိုဆက်သွားမယ်ဒီအနောက်ကကြိုးစားကိုပါတိမ်းမယ်ဒီနေဒီကြိုးစားလေးကိုညှက်ပြတ်လိုက်မယ်နော်လေးတိုင်းပြည့်အောင်ဆက်ထိုးမယ်တော့ လေလေးတိုင်းပြည့်ပြီဆိုရင်နောက်ဆုံးတပေါက်ကြံသေးတယ်အဲ့ဒီကြံတဲ့ပေါက်မှာ V ထိုးမယ်တပေါက်ထဲကိုနှစ်တိုင်ထိုးလိုက်မယ်ဒါဆိုရင်တော့ပထမဆုံးစထိုးခဲ့တဲ့တိုင်တို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်မယ်နော်ဒီမှာကရှက်ကော်ကိုဒီလိုပုံစံလေးချိန်တယ်နော်ကြစ်ကြစ်လေးချိန်မယ်နော်ဒုတိယစစ်တပ်ဘိုချိန်တက်ခါရှက်ကော်ချိန်တဲ့ပေါက်ကပြန်စမယ်တပေါက်ထဲကိုနှစ်တိုင်ထိုးမယ် တိုင်ပွားပေါ့နော်ပြီးရင်တိုင်တို့၄တိုင်ထိုးသွားမယ်တပေါက်တစ်တိုင်စီနဲ့ဒီနေတော့လေပြီးသွားရင်ဒီအပေါ်က၃ပေါက်ကိုတပေါက်ကို2တိုင်း2တိုင်းစီနဲ့၃ချိန်ပေါ့နော်ထိုးမယ်နော်ဒီနေ့တစ်ချိန်ရပြီဒုတိယပေါက်ကိုသွားမယ် တေနေနှစ်ကြိမ်ရပြီတတရားပေါက်ကိုသွားမယ်ဂျေနေပြီးသွားရင်တော့တပေါက်တတိုင်းစီနဲ့၄တိုင်းဆက်ထိုးသွားမယ်เนาะဂျေနေတော့လေ နောက်ဆုံးနှစ်ပေါက်ပို့နေတယ်ပို့နေတဲ့နှစ်ပေါက်ကိုတစ်ပေါက်ကိုနှစ်တိုင်းနှစ်တိုင်းစီနဲ့ထိုးမှာပေါ့နော် နောက်ဆုံးတစ်ပေါက်မှာလည်းအဲ့လိုပဲတစ်ပေါက်ထဲနှစ်တိုင်းဒါဆိုရင်တော့ပထမဆုံးစာထိုးခဲ့တဲ့တိုင်တို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်လိုက်မယ်နော်တတိယစစ်တက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ရှက်ကော်ချိန်တဲ့ပေါက်မှာတိုင်တို့တစ်တိုင်ဒုတိယပေါက်မှာကြာတော့တိုင်ပွား တပေါက်ထဲနှစ်တိုင်ပေါ့နော်ပြီးရင်တပေါက်တစ်တိုင်စီနဲ့တိုင်တို့လေးတိုင်ထိုးမယ်တဲ့နဲတော့လေးလေးတိုင်ပြီးရင်တိုင်တို့နဲ့တိုင်ပွားဆိုပြီး၃ချိန်ထိုးမယ်နော်တိုင်တို့ဒုတိယပေါက်မှာတိုင်ပွားတစ်ချိန်နော်နောက်တစ်ပေါက်မှာတိုင်တို့စထိုးမယ် ဒုတိယပေါက်မှာကြတော့တိုင်ပွားဒါဆိုရင်နှစ်ကြိမ်နောက်တစ်ပေါက်မှာတိုင်တို့ထိုးမယ်နောက်တစ်ပေါက်မှာတိုင်ပွားဒါဆိုရင်တော့3ကြိမ်ရပြီเนาะပြီးသွားပြီဆိုရင်တစ်ပေါက်တစ်တိုင်စီနဲ့တိုင်တို့၄တိုင်ထိုးမယ်1 2 3လေ လေးတိုင်ပြီးရင်လေးပေါက်ပို့နေတယ်ပို့နေတဲ့လေးပေါက်ကိုတိုင်တို့တတိုင်ရဲ့ဒုတိယပေါက်မှာတိုင်ပွားနောက်တစ်ပေါက်မှာတိုင်တို့တတိုင်နောက်ဆုံးပေါက်မှာတိုင်ပွားဒါဆိုရင်တော့နှစ်ကြိမ်ပေါ့နော်ပြီးသွားရင်တော့သူ့ကိုချီချီလေးဖြတ်မယ်နော်တပတ်လည်းလုံးချောက်ရမှာဆိုတော့လေး ပြီးရင်တော့ဒီခြိစားလေးကို6အက်လေးနဲ့ဒီလိုလေးချုပ်မယ်နော်ပထမဆုံးတိုင်တူရဲ့ထိတ်တဲကိုအက်ထည့်လိုက်မယ်နော်ပြီးသွားရင်တော့ဒီနောက်ဆုံးထိုးခဲ့တဲ့တိုင်တူတိုင်တူရဲ့အပေါက်ထဲကို အောက်ကိုထိုးလိုက်မယ်နော်ဒါလေးကိုနည်းနည်းတင်းတင်းလေးဆွဲစီလိုက်မယ်ပြီးသွားရင်ဒီအားလေးကိုအယုံမျက်နှာလေးမှာသွားပြီးတော့တွဲချုံပါဘောနော် ဆက်ကော်ချိန်ရတဲ့အကြောင်းလေးဘက်ကိုမယူဘူးနော်ဒီအလှဘက်ချမ်းမှာတက်မယ်နော်ဒီဟာလေးကိုပင်အပ်လေးတွေနဲ့ထိန်းထားမယ်ဆိုလဲရတယ်ဒီမှာဆိုရင်အပေါ်ကနေစာရည်မယ်1 2 3 4 5 6 8 8တန်းနဲ့9တန်းကြားမှာ8တန်းရဲ့အောက်ပေါ့နော်9တန်းနဲ့တွဲချုံမယ်9တန်းရဲ့အဖုကလေးတွေနဲ့တွဲချုံပေါ်မှာပေါ့နော်အဲ့ဆိုဒီအောက်လေးမှာအဖျားလေးကိုဒီလိုလေးတစ်ချက် ထုတ်မယ်လက်နဲ့ထိန်ထားလို့မတက်ဘူးဆိုရင်ပင်အပ်လေးတွေနဲ့ထိန်ထားပါတော့ပြီးရင်ဒီဖုံးမီကြိုးစားနှစ်ခုစလုံးကိုအထိုးမယ်ပြီးရင်ကိုးတဲ့မြောက်အဖုလေးတွေရဲ့ထိတ်တဲမှာဒီလိုလေးယူမယ်เนาะအဖျားလေးကိုပဲယူမယ်ပြန်နောက်တစ်ပောက်ကိုသွားမယ်เนาะ အဲ့လိုပဲဒီနှက်ခမ်းပန်းအောင်လေးမှာတစ်ချက်အောက်ကအယုတ်ရဲ့ကိုတယ်ပေါ့နော်ကိုရန်မြောင်အချောင်းလေးရဲ့အဖုလေးရဲ့ထိတ်မှာပေါ့နော်ဒီလိုလေးတစ်ချက်တစ်ချက်နဲ့တပတ်လေလုံးချုပ်သွားမယ်နော် တပတ်လည်လုံးချုပ်လာပြီးပြီဆိုရင်ဒီပန်းရောင်ချီစားလေးကိုဒီချားလေးထဲမှာအနာသိမ့်လိုက်ပါတော့ဒီလိုလေးပဲဒီချားထဲကိုထိုးလိုက်မယ်ချီပြောက်သွားအောင်လို့ပါတော့နောက်တစ်ချက်လောက်ဒီလိုလေးထိုးပြီးတော့ထောက်လိုက်ရင်ရပါပြီနော်နေရွက်ကလေးကိုဆက်ထိုးမယ်နော်အရင်ဆုံး matching ring လုပ်မယ် မက်ဂျရင်ထဲမှာချိန်တစ်ခါထိုးမယ်ဒီခွင်းလေးထဲမှာတိုင်တို့လေးတွေ၈တိုင်ထိုးမယ်နော်1 2 3 4 5 6 ရှစ်တိုင်ထိုးပြီးသွားပြီဆိုရင်ဒီကြိုးစားလေးတင်းတင်းလေးဆွဲလိုက်မယ်ပထမဆုံးတိုင်တို့ရဲ့ထိတ်မှာရှက်ကော်နဲ့ချိန်မယ်နော်ဒါဆိုရင်တော့ဒီလို magic ring ထဲမှာတိုင်တို့ရှစ်တိုင်ပေါ့နော်အမဲရောင်နဲ့နှစ်ခုထိုးထားပြီနော်ဒီမှာတော့ကြိုးစားဖြတ်လိုက်မိတယ်ပေါ့နော်အမှန်မှာတော့ကြိုးစားမဖြတ်ရအောင်နော်မဖြတ်ဘဲနဲ့ထားထားမယ်နော်အဖီအောင်ချင်းနဲ့ကြတော့ဆက်ထိုးမယ်ချိန်တစ်ခါတက်မယ်ရှက်ကော်ချိန်တဲ့ပေါက်မှာဒီအနောင်ခြေစားကိုတိမ်းပြီးတော့တပေါက်ကို နှစ်တိုင်းနှစ်တိုင်းစီထိုးမယ်။အောက်မှာက10ပေါက်ရှိတာပေါ့နော်။10ပေါက်ရှိတယ်ဆိုတော့16တိုင်ဖြစ်သွားမယ်နော်။16တိုင်ပြည့်အောင်တပေါက်ကိုနှစ်တိုင်းနှစ်တိုင်းစီနဲ့ထိုးလာပေးပါနော်။16တိုင်ပြည့်သွားပြီဆိုရင်တော့ပထမဆုံးတိုင်တို့ရဲ့ထိပ်မှာရှက်ကော်နဲ့ချိန်လိုက်မယ်နော်။ဒါဆိုရင်တော့သူ့ကိုချီရှိရှိလေးဖြတ်လိုက်မယ်နော်။ ီလိုပုံစံမျိုးနှစ်ခုရအောင်နောက်ထပ်တစ်ခုထပ်ထိုးမယ်နော်။ဥကျိုလေးထိုးဖို့အတွက်အရင်ဆုံးဒီအညိုရောင်ချီနဲ့ margarine လေးလုပ်မယ်နော်။ဒီ margarine ထဲမှာချိန်တစ်ခါထိုးမယ်။ပြီးသွားရင်တိုင်းတို့၅တိုင်းပေါ့နော်။ဒီနေတော့လေး ငါတိုင်တို့ငါးတိုင်ထိုးပြီးသွားပြီဆိုရင်တော့ဒီစ조사လေးကိုတင်းတင်းလေးဆွဲပေးပါเนาะပြီးရင်ပထမဆုံးတိုင်တို့ရဲ့ထိပ်မှာရှက်ခေါ်လေးနဲ့လှမ်းချိန်မယ်เนาะအစစ်နှစ်တက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ဒီရှက်ခေါ်ချိန်တဲ့အပေါက်ကနေပြန်စမယ်တိုင်တို့တတိုင်ထိုးမယ်เนาะတပေါက်တတိုင်စီထိုးမယ်ဒုတိယအစစ်မှာတိုင်တို့ငါးတိုင်ရှိမယ်เนาะ ပထမဆင့်မှာလဲတိုင်တို9တိုင်ဒုတိယဆင့်မှာလဲတိုင်တို9တိုင်ပေါ့เนาะ3တိုင်ရပြီเนาะဒီနေရာမှာနည်းနည်းတော့ထိုးရတာခက်မှာเนาะ4တိုင်9တိုင်เนาะဒီလိုလေးဒီလိုလေးခွက်အောင်လုပ်ပေးလိုက်เนาะကြိုးစားထွက်နေတဲ့ဘက်က ခွက်ခွက်ကလေးဖြစ်နေရမှာเนาะပြီးရင်တော့ရှက်ကော်လေးနဲ့ချိန်မယ် ထမဆုံးတန်ထိတ်မှာချိန်မယ်နော်တတိယစစ်တက်မယ်နော်အစစ်သုံးဒီကြိုးစားလေးကိုညှက်လိုက်တော့မယ်နော်အစစ်သုံးတက်ဖို့အတွက်ချိန်တစ်ခါထိုးမယ်ဒီရှက်ကော်ချိန်တဲ့အပေါက်မှာတိုင်းတို့တတိုင်းထိုးမယ်ဒုတိယအပေါက်မှာတိုင်းပွားထိုးမယ်တပေါက်ထဲကိုနှစ်တိုင်းပေါ့နော် တိုင်တို့တတိုင်နဲ့တိုင်ပွားတစ်ချိန်နောက်တစ်ချိန်ထပ်ထိုးမယ်နော်နောက်တစ်ပေါက်မှာတိုင်တို့တတိုင်၄ပေါက်မြောက်ပေါက်မှာကြတော့တစ်ပေါက်ထဲကို2တိုင်တိုင်တို့နဲ့တိုင်ပွား2ချိန်ရပြီနောက်ဆုံးပို့နေတဲ့တစ်ပေါက်မှာတိုင်တို့လေးတတိုင်ထိုးမယ်ပြီးရင်တော့ရှက်ကော်နဲ့လှမ်းချိန်မယ်နော်ပထမဆုံးတိုင်ထိတ်မှချိန်ပေးပါနော်နောက်တစ်စစ်တက်ဖို့အစစ်လေးတက်ဖို့ချိန်တစ်ခါထိုးမယ် ရှက်ကော့ချိတ်တဲ့အပေါက်ကနေပြီးတော့တိုင်တူလေးတွေတပေါက်တတိုင်စီနဲ့ထိုးသွားမယ်ခွနှစ်တိုင်ရှိမှာပေါ့နော်နှစ်တိုင်ရပြီနော်3 4 5 6 ုံเนาะခုနှစ်တိုင်ပြည့်ပြီဆိုရင်တော့ပထမဆုံးတိုင်တို့ရဲ့ထိတ်မှာချက်ကော်နဲ့ချိန်မယ်ခြီရှိရှိလေး ဖြတ်မယ်เนาะဒီလိုဥจุပုံစံမျိုးနှစ်ခုထိုးပေးရမယ်เนาะနောက်ထပ်တစ်ခုထပ်ပြီးတော့ထိုးပေးပါเนาะဒီမှာတော့ဒီအမဲရောက်နှစ်ခုပေါ့เนาะနှစ်ခုကြတော့ magic ring နဲ့တိုင်တို့ရှစ်တိုင်စီပေါ့เนาะခြီမဖြတ်ဘူးเนาะအခုတော့ဒါလေးထိုးပြမယ်เนาะဒီအကြီးရကြတော့မခက်ဘူးเนาะ magic ring လေးလောက်မယ် မက်ဂျရင်ထဲမှာချိန်နှစ်ခါထိုးမယ်နော်ဒီနေ့ပြင်တိုင်လက်ထိုးမယ်အမရစ်မယ်ချီယူမယ်တခါတည်းထုံမယ်နော်တတိုင်းအမရစ်မယ်နှစ်တိုင်းအမရစ်မယ်၃၈တိုင်ထိုးမယ်နော်၃၄ nga cha khon shi shi dai pi bi so yin di ba chu sa le tin tin le swae lai ပြင်တော့ပထမဆုံးဒီတိုင်လက်ရဲ့ထိတ်တက်တက်မှာเนาะရှက်ကော့လေးနဲ့ချိန်လိုက်မယ်ပြင်တော့အဲချိန်တစ်ခါလောက်ထိုးလိုက်ပါเนาะချိန်တစ်ခါထိုးပြီးတော့ချီရှိရှိလေးဖြတ်ထားမယ်เนาะ ဒီလိုပုံစံတိုင်းပေါ့နော်အမဲအောင်နဲ့ထိုးပေးပါเนาะအဖြူကကြတော့ထိုးပြရင်မမြင်ရမှာဆိုလို့ပေါ့နော်အဖြူနဲ့ထိုးပြထားတာပါเนาะအရင်ဆုံးဒီဥကျိုလေးကို magic ring လေးတစ်ခုပဲချားမှာပါเนาะဒုတိယအတန်းဒီဥကျိုရဲ့နှစ်ခုချားမှာအလဲက magic ring ပထမစစ်တစ်စစ်ကိုပဲဒီလိုလေးထားမယ်အကယ်၍လက်နဲ့မထိန်တဲ့ရင်ပင်အပ်လေးစိုက်ထားလိုက်ပေါ့နော်ဒါဆိုရင်တော့ဒီလိုအနေထားလေးထားပြီးတော့တပတ်လေလုံးချုပ်မှာပေါ့နော် ဒီအောက်ကအပြားလေးမှာတစ်ချက်ထိုးမယ်ဒီအညိုရောင်လေးမှာတစ်ချက်ပေါ့နော်အညိုရောင်လေးမှာဒီလိုအပြားလေးကိုယူပြီးတော့ဒီမှာတော့နှစ်ခုစလုံးတစ်ခါတည်းတန်ထိုးတာပေါ့နော်အဆင်မပြေရင်တစ်ခုပြီးတစ်ခုထိုးပေါ့နော်ဒီအညိုလေးမှာတစ်ချက် အောက်ကဥကောင်းလေးမှာတစ်ချက်ပေါ့နော်ဒီလိုတပတ်လေလုံးထိုးသွားမယ်နော် အဆုံးနာရပြီဆိုရင်ဒီဥချုပ်လေးထဲမှာပဲဟိုဘက်ဒီဘက်ကိုဒီလိုလေးထိုးလိုက်ပါတော့နှစ်ခါသုံးခါလောက်ထိုးလဲရတယ်ဒီလောက်နေထားဆိုရင်ဒါချီဖြတ်လို့ရပြီပါတော့နောက်ထပ်တစ်ဖက်ကိုလည်းပါတော့သူ့ရဲ့ဘေးနာကနေပြီးတော့အလယ်မှာ measuring တစ်ခုခြားပြီးတော့ပါတော့ချုပ်ထားပေးပါတော့ဥချုပ်လေးနှစ်ခုတက်ပြီးသွားပြီဆိုရင်နေရွက်ကလေးပါတော့အရင်ဆုံးဒီနေရွက်ကလေးကိုဒီလိုလေးပါတော့တစ်ခါနှစ်ခါ ဒီလိုလေးဖြစ်သွားမယ်နော်နှစ်ခါလောက်ချုပ်ပြီးသွားရင်ဥချိုရဲ့အောင်နာလေးကနေပြီးတော့ဒီလိုလေးပေါ့နော်ဒီနရွက်ကလေးကိုအပေါ်ပါထိုးတင်မယ်ဒီလိုထိုးတင်လိုက်နော်တစ်ချက်ပေါ့နော်တစ်ချက်ပြီးသွားရင်အောက်ကိုပြန်ထိုးချမယ်အလယ်နာလောက်လေးကိုအပြန်ထုတ်မယ်နော်တဒန်းလောက်ကြော်လိုက်ပါနော် ပြင်းဒီနေရွက်ကလေးကဘေးကိုမကားအောင်ပါနော်ဒီအောင်နာလေးကိုဒီလိုလေးတစ်ချက်ချုပ်မယ်ဒီလိုလေးတစ်ချက်ချုပ်လိုက်ရင်နေရွက်ကလေးကအောက်ကိုရောက်သွားမှာပါနော်ဒီနေရာလေးကနည်းနည်းစိတ်ရှိဖို့လိုတာပါနော်ဒါဆိုရင်ဒါလေးအနာသိမ့်လိုက်ရင်ရပါပြီနော် ကော်နဲ့ကတ်မယ်ဆိုရင်လည်းတသက်ရရလေးကတ်ပြီးပါနော်လက်နဲ့မချုပ်ချင်ဘူးကော်နဲ့ကတ်မယ်ဆိုရင်အတက်နိုင်ဆုံးတက်ရအောင်ကော်နဲ့ကတ်ပြီးပါနော်နောက်တစ်ဖက်ကိုလည်းဒီနီတိုင်းပဲချုပ်ထားပြီးပါနော်နောက်တစ်ခုကြတော့ဒီအမဲအောင်ပေါ့နော်အမဲအောင်အသေးနှစ်ခုပေါ့နော်အသေးနှစ်ခုမှာတစ်ခုကိုဒီဥချိုနားလေးမှာကိုလှမယ်ထင်တဲ့နေရာလေးဒါကတ်ကတ်ပေါ့နော်ဒါမှမဟုတ်ရင်လက်နဲ့ချုပ်ပေါ့နော်ဒီလိုမျိုးချုပ်သွားမယ်နော် ဒါလေးကတော့ချုပ်ရတာအဆင်ပြေမယ်လို့ထင်ပါတယ်နော်တပတ်လေလုံးတစ်ချက်တစ်ချက်စီနဲ့ချုပ်သွားပြီပါနော် တပတ်လေလုံးချုပ်ပြီးသွားပြီဆိုရင်ခြိမဖြတ်သေးနဲ့ဟုတ်နော်ဒီနေရာလေးမှာဒီနှက်ခမ်းရဲ့ဒီနားလောက်လေးပေါ့နော်ဒီဘက်ထောက်ကိုဒီနေရာလေးမှာပင်အပ်လေးနဲ့လှုပ်ပြောက်ကိုမေ့သွားတာပေါ့နော်အလဲတဲတဲနေရာကိုပင်အပ်လေးနဲ့မှတ်ထားပြီးတော့ပင်အပ်ရဲ့ဟိုဘက်ဒီဘက်ကိုပေါ့နော်ဒီလိုမျိုး အတန်းလေးနှစ်ခုပေါ့နော် အလဲမှာတပေါက်ချပြီးတော့အတန်းလေးနှစ်ခုပေါ့နော် တန်းလေးနှစ်ခုအခုချုပ်ပြသလိုပေါ့နော်နှစ်တန်းလောက်ပေးရမှာပေါ့နော်ဒါဆိုရင်ဒီဟာလေးကိုတခြားနေရာလေးမှာအပ်သွားထုတ်လိုက်မယ်နော်ဒါဆိုရင်နှကောင်းပေါက်လေးနှစ်ခုပေါ့နော်အဲ့လိုဖြစ်သွားမယ်နော်ပြီးရင်တော့ဒီခြေစားလေးကိုအနာသိမ့်မှုအတွက်တခြားနေရာကိုထပ်ပြီးတော့ခြေသွားထုတ်လိုက်မယ်နော် ပြင်းဒီခြေစားလေးကိုဒီအမဲအောင်ခြေနားမှာတွားပြီးတော့အနာသိမ့်မယ်နော်ဒါဆိုရင်တော့ဒီခြေလေးဖြတ်လိုက်တော့မယ်နော်နောက်ထပ်တစ်ခုကိုကြတော့ဒီအောက်နာလေးပေါ့နော်ဒီနေရာလေးမှာကြတော့အဝိုင်းကြီးကိုတုံးမယ်ဒီနေရာလေးမှာကြတော့အဝိုင်းအသေးနောက်ထပ်တစ်ခုပေါ့နော် ဒါလေးကိုကြတော့အဲဒီနေရာလေးမှာဗီဒီယိုလေးကိုနည်းနည်းလေးမြင်လိုက်မယ်เนาะဒါလေးဒီလောက်ဆိုရင်တော့ချုပ်တက်မယ်လို့ထင်တယ်เนาะဒီအဝိုင်းလေးကိုတပတ်လေလုံးတက်တက်ရရလေးနဲ့ပေါ့เนาะအပေါ်ကအမဲမှတစ်ချက်အောက်ကကိုယ်ထဲမှတစ်ချက်တပတ်လေလုံးတွဲချုပ်သွားပြီပါเนาะ နောက်ထပ်တစ်ခုကြတော့ဒီနားလေးမှာပေါ့နော်ဒါလေးကိုလည်းဒီတိုင်းလေးပဲပေါ့နော်တပတ်လေလုံးတွဲချုပ်သွားပြီပါနော် ညက်လုံးလေးကိုကြတော့8 mm သုံးမယ်ဒီပန်းအောင်လေးနဲ့ထိပြီးတော့ကပ်ပြီเนาะဒီနှာခေါင်းပေါက်လေးနဲ့နည်းနည်းလေးပဲဆောင်းထားမှာပေါ့เนาะပြီးသွားရင်တော့ဒီမျက်နှာလေးမှာပါးหนีလေးချဲ့မယ်ဆိုရင်လည်းဒီနှာခေါင်းလေးရဲ့ဗေးနာလေးနှစ်ဖက်မှာချဲ့လို့ရပါတယ်เนาะဒါဆိုရင်တော့ဒီနေရာလေးမှာတော့ချိတ်လေးတက်လိုက်ပြီးဆိုရင်တော့ဒီနွားရုပ်တော့ချိတ်လေးထိုးလို့ပြီးပြီပေါ့เนาะ အားလုံးလည်း like ထိုးရတာအဆင်ပြေကြပါစေเนาะနောက်ထပ်ဗီဒီယိုလေးတွေလည်းအများကြီးထပ်ပြီးတော့ကြိုးစားသွားဖေးပါမယ်เนาะ